ီလိုမျိုးအကောင့်ပေါ့နော်ဒီလိုမျိုးအကောင့်မျိုးတော့ဝယ်မိတယ်ဆိုလို့ရှင်တော့ဒါသွားပြီပဲကိုဝယ်ဓမြပတ်စံကပလုံသွားပြီမှတ်လိုက်တော့ဒီအကောင့်ကဒါအကိုရဲ့ဂျပန်အကောင့်အကိုကိုယ်တိုင် run ထားတဲ့အကောင့်ပေါ့နော်ဂျားထဲမှာ disqualifying ၅ကြိမ်ထိပြီးတော့ monetization ပြုတ်သွားတယ်ပြုတ်သွားပြီးတဲ့အချိန်မှာကိုရင်းနေရလဲဆက်ပြီးတော့ video ကိုမတင်ဖြစ်တော့ဘူးပတ်စံမရဘူးဆိုတာလည်းတည်နေတာရယ်နောက်ပြီးကိုကနေပြီးတော့မှသူတက်မှတ်ထားတဲ့ view ကြီးတွေကိုပြန်ပြီး try out မှာဖြစ်တာရယ်နဲ့ဂျားထဲမှာအဲ့ကောင်ခဏလေးပဲပြစ်ထားလိုက်တယ် ပြတ်သားကြီးနောက်ပိုင်းမှာဘယ်လိုပြန်ဖြစ်လဲဆိုတော့ကိုပြန်ပြီးဗီဒီယိုတွေပြန်တင်တဲ့အချိန်မှာ view ကလုံးဝမတက်တော့တရားနေရအဲ့လောက်ဝင်းကျင်ကနေပြီးတော့မှမတက်တော့တချို့ဟာဆိုလို့ရှိရင်၁၀ကနန်းတောင်မှရှိတယ် view လုံးဝမတက်တော့တဲ့ဟာမျိုးဖြစ်သွားတာပေါ့နော်အဲ့တော့ကိုကနေပြီးတော့မှမတိပဲနဲ့အခုဒီမေးခွန်းလိုမျိုးပေါ့နော်ဂျပန်ကောင်ကိုဝယ်ပြီးတော့ run လို့ရှိရင်တော့အဆင်ပြေနိုင်လားပေါ့နော်ဂျပန်ကောင်ကိုဝယ်တင်လာဆိုတဲ့မေးခွန်းမျိုးတွေပုံမှန်တော့အခုကြော်သွားလေးရှိတယ်ဒါပေမဲ့ဒီတစ်ခေါက်ကတော့ဖြည့်ရှင်းသိရှိတာလို့ဖြည့်တာပေါ့နော် ဂျပန်ကောင်းဝယ်ပြီး run မယ်ဆိုလို့ရှိရင်ကိုကဘာကိုလုပ်ဖို့ဂျပန်ကောင်းကိုဝယ်တာလဲပေါ့နော်ဒါလေးတစ်ချက်ကိုကိုကအရင်ဆုံးမေးကြည့်ချင်တယ်ကိုကဒီ video တွေ online မှာတင်ပြီးတော့ပတ်ဆက်ရှာဖို့အတွက်ဂျပန်ကောင်းကိုဝယ်တာလားဒါမှမဟုတ်ကိုရဲ့ business တစ်ခုခုတွက်ဝယ်တာလားပေါ့နော် business တွက်ကတော့တိတ်မလို့ပါဘူးနော်ဒီကနေ monetization run တာလည်းမဟုတ်တော့ထားလိုက်ပါတော့ TikTok မှာ video တွေတများလို့တင်ပြီးပတ်ဆက်ရှာဖို့အတွက်ဝယ်တယ်ဆိုလို့ရှိရင်ကိုကအဲ့လိုရှာဖို့ရရရှိတယ်ဆိုလို့ရှိရင်ကိုရဲ့ video က view ရမှဖြစ်မယ်လေနော် view 1k 2k အောင်မဟုတ် တန်း k 100k အဲ့လိုမျိုးရအောင်မှာအခုတို့ကငွေမစိုးမပို့ရအောင်အဲ့လိုမှမဟုတ်ဘူး view က 1k မကျော်ဘူးအဲ 1k 2k အလောက်လောက်ပဲရနေတယ်ဆိုရှင်တကယ်ကိုပြားကနေပဲရတာပါတော့မင်းကကိုယ်တိုင်ကလည်းဒီ TikTok ကနေပြီးတော့မှ video တင်ပြီးတော့ပတ်စံရှာခြင်းတယ်ဆိုတော့စိတ်ကလည်းရှိတယ်ဆိုလို့ရှိရင်ဘာကိစ္စနဲ့ဂျပန်ကောင်းနေလိုက်ပြီးတော့ဝင်နေအောင်မှာလဲဂျပန်ကောင်းကိုဖွင့်ပုံဖွင့်နေရေဆိုတာလဲ YouTube မှာတလဟောပဲတင်ထားတဲ့လူတွေအများကြီးရှိတယ်အခုတို့ channel မှာဆိုလဲ free တင်ထားပေးတာပဲအားလုံးက ကိုကိုတိုင် run ဖို့စိတ်ကူးရှိတယ်ကိုကိုတိုင်ကလည်းဒီလိုမျိုး view ကနေပြီးတော့မှပတ်စံရှာဖို့စိတ်ကူးရှိရသလိုရှိရင်ဒီ view လောက်ကတော့ကိုကိုလောက်ပြီးတော့ပဲစူးစမ်းတော့မယ်လို့မစင်စားမိဘူးလားပေါ့နော်ပြန်ပြီးတော့မေးကြည့်ချင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုတို့ကဒီလိုမျိုးပတ်စံနေရဖို့က view ကို 100k တချို့ကတော့ million view တွေအဲ့လိုမျိုးရမှာဒေါ်လာကမစိုးမဖို့ရတာနော်အဲ့လိုမျိုး view တွေရခဲ့ပြီဆိုလို့ရှိရင်ကိုတို့ရဲ့ဒီ video တစ်ပုတ်ပေါက်သွားပြီဆိုတော့ ਨੇ viral ဖြစ်သွားပြီဆိုတော့ ਨੇ ဒီဗီဒီယိုကနေပြီးတော့မှ follower လည်းတခါတည်းထောင်ကနန်းတောင်ကနန်းအဲ့လိုမျိုးတခါတည်းရောက်သွားဖြစ်တဲ့အတွက်ဗီဒီယိုတစ်ပုတ်ပေါ့ဖို့ပဲစူးစမ်းဖို့ပဲလိုတယ်လေအဲ့ဒီတော့အကိုအနေနဲ့ဆိုလို့ရှိရင်တော့သူများ RAM meter အကောင့်တော့ဝယ်မယ်စာကိုကလည်းကို skill ရှိတယ်ဆိုတာယုံကြည်တယ်ဆိုလို့ရှိရင်ကိုကကို view ရအောင်လို့ကိုစူးစမ်းမယ်လေနော်ဟိုတပုတ်တပုတ်တင်လို့ view မရဘူးဆိုရင်တော့မှ၄၅၆ပုတ်လောက်ကိုပုံမှန်လေးတင်ပြီးတော့တစ်ချိန်ချိန်မှာ viral ဖြစ်သွားတာ ਨੇ တခါလဲ follower ရောသူတက်မှတ်ထားတဲ့ view ရောတခါလဲရတော့ဖြစ်တော့အတွက် monetization ရှောက်လို့ရပြီလေနော်အခုပြလို့မျိုးဒီလိုမျိုးအကောင့်မျိုးလာဝယ်မိတယ်ဆိုလို့ရှိရင်ကိုရင်းနှီးထားတဲ့ငွေကြေးကပလုံသွားကျွရောင်းရရအများကြီးရဂျပန်ကောင်းတယ်အရင်တော့ကတော့ကိုတို့စပြီးတော့ဒီ monetization နဲ့ပတ်သက်ပြီးတော့စပြောတဲ့ချိန်တော့ဂျပန်ကောင်းတယ်တစ်ခုဖွင့်မှာတသောင်းခွဲ2သောင်းပေါ့နော်အခုဆိုလို့ရှိရင် follower ဘယ်လောက်ရှိရဆိုလို့ရှိရင်အဲတသိန်းတော့နှစ်သိန်းတော့သုံးသိန်းတော့အဲ့အရာတွေကိုမတိပဲတော့ဝယ်တယ်ဝယ်ပြီးတဲ့ချိန်မှာကိုဝယ်ထားတဲ့ အရင်တော့မရဘူးပေါ့တချို့ဆိုလက်လျှော့ပြီးတော့နောက်ဆုတ်သွားတယ်ကိုရည်ချင်းတဲ့ကိုလှုပ်ဖို့စဉ်းစားကြည့်ပေါ့နော်ကိုရည်ချင်းတဲ့ကိုကို train ကြည့်မယ်ကိုကိုတိုင်းကိုယ့်အကိုဖြူရအောင်လုပ်ကြည့်မယ်ကိုယ့်အကို follower တွေရအောင်လုပ်ကြည့်မယ်ဒါမျိုးပေါ့နော်အလွယ်ဖြက်လန်းမလိုက်ပဲနဲ့နည်းနည်းစဉ်းစားပြီးတော့အဲ့လိုမျိုးလေးလုပ်ကြည့်ပေါ့ဘာလို့အလွယ်တအားလိုက်လို့ရှိရင်နောက်ပိုင်းမှာခက်ခဲတွေအများကြီးကြုံရမှာဟဲ့ Facebook မှာအဖြစ် TikTok မှာအဖြစ်ဖြစ် YouTube မှာပြပြအခက်အခဲတွေကအများကြီးအများကြီးကြုံရအောင်ပါဘို့ Facebook ဆိုလို့ရှိရင်ဒါကိုတို့က location ပြဿနာတအားရှိရပါဘောနော်အရန်တိထားတယ်ဒါကိုတို့မြန်မာနိုင်ငံကနေမှတင်နေတဲ့ဗီဒီယိုတွေအတွက်ပါဘောနော် run နေတဲ့လူတွေအတွက်ပါဘောနော်အခုလိုမျိုးပဲမြန်မာနိုင်ငံ run နေတဲ့လူတွေအများကြီးရှိပါလေဒါကကြုံလို့ပြောပြတာအခက်အခဲတွေကအများကြီးအများကြီးကြုံလာအောင်မယ်ဒီ view လေးနဲ့ဒီတက်မှတ်ထားတဲ့ follower လေးရဖို့အတွက်ကိုကိုယ့်ရဲ့ပတ်စံ3သိန်း3နိုင်ကြီးကိုဗာကိစ္စနဲ့တွားပြီးတော့ဝင်နေဦးမှာလေ နောက်ထပ်တစ်ချက်သိထားမှာက TikTok က follower လုံးဝအရေးမကြီးပါဘူး။ကိုတင်တဲ့ video ကဘယ်လောက်ထိသူများကိုဆွဲဆောင်မှုရှိလဲ၊ဘယ်လူများအတွက်ကိုအကျိုးရှိလဲထားလိုက်ပါတော့ဘယ်လောက်ထိသူများစိတ်ဝင်စားဖို့ကောင်းလဲပေါ့နော်။ဒီပုံမှာပဲမူတည်ပြီးတော့ view တွေကရသွားလား။ကို့မှာရတာလဲ follower ကနေပြီးတော့မှ view ရတယ်ဆိုတာက percent နည်းနည်းပဲရှိတယ်။အဲဒီတော့ကိန်းကဏ္ဍတစ်ခုပဲပေါ့နော် follower ဆိုတာက။ဒါကြောင့်မို့ try ကြည့်ပါ။ကိုဒီနေ့တင်တယ်မပေါလို့ရှင်မနေ့ကပြန်တင်မယ်နောက်တစ်မျိုးအဲဒီဘက်ကပြန်တင်မယ် ကိုကဒီလောကမှာပတ်စံရှာဖို့စိတ်ကူးနေမှာတော့ဘာကိစ္စနဲ့ကိုကမဖန်တီးနိုင်ရမှာလဲပေါ့နော်အဲ့တော့အကောင့်တွေဝယ်ရမလားလို့အခုမေးလို့ရှိရင်အကူကတော့ no ပါမဝယ်ပါဘူးကိုကိုတိုင်လည်းတစ်ခါမှမဝယ်ခဲ့ပါဘူးဒီလောက်ပါပဲ